ကျမတို့ရဲ့လွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမတို့နေဖပြမယ့်အဆောင်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမြေဝဲဆိုတဲ့အဆောင်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်။မြတင်သည်တရက်ထဲအင်းကြီးတရက်ထဲထမိန်ဟောင်းဟောင်းနွန်းနွန်းဝတ်ထားလျက်မျက်နှာ၌တနခါထူနေအောင် လူထား၍အကြည်ရာဆိုးနေလေ၏။ညီကိုစောင့်နေတာဟဲ့ ပြီးပါပြီဟိုလှွန်ရွေကအိန္ဒြေရရပြောလျက်အနာကအဝိထုတ်ကိုလမ်းဆွဲကဖြေလိုက်လေသည်ရော့အေးဟောဒီရှန်သားအင်ကြီးနဲ့လုံကြီးကိုယူ တခါတည်းလဲဝိခေတော့မြားတင်သည်ကမ်းပေးနေသောအဝေးများကိုအตาလှမ်းယူလိုက်လျက်ဝမ်းသာအားရဖြန့်ငုံကြည့်နေသည်လှတယ်အေးအင်ကြီးလဲလှတာပဲလုံကြီးကလေးကလည်းအစင်ကောင်းတယ်ငါနဲ့တော်မှာပဲနော် မြတင်သည်တဘောကြာရှင်နေသောမျက်နှာထားဖြင့်အင်းကြီးလုံးကြီးများကိုတခါတည်းလဲ၍ဝင့်နေရာလှနွယ်မှာငေးလျက်ပြုံးဆိုင်ကြည့်နေ၏လိုက်တယ်ဟိညင်းနေလိုက်တယ်အတော်ပဲဟိုလှနွယ်ကပြောလိုက်ရာမြတင်မှာကျင်ကျင်နက်နက်ကြီးပြုံး၍ကိုဘော်ကအဝတ်ကိုတကြည်တဲ့ငုံ၍ကြည့်နေ၏ မြတင်ချွတ်ချလိုက်သည့်အင်းကြီးလုံးကြီးဟောင်းများကိုလှနှွယ်ကဆွဲ၍ခေါင်နေလေ၏။ညီနေတနန်ရှင်ရှင်ဖြူဖြူစင်စင်ရှော်ဖို့ဆန်းမှာစွန့်လို့ကွဲလို့ညစ်ပေလိုက်တာ။မင်းကလေးဆိုတာတန်ရရှင်းရတယ်ဤတန်ရှင်းတာကောင်းတယ်မဟုတ်လား။ မြားစင်သည်လှနွယ်ဤမျက်နှာကိုစစ်စစ်ကြည့်၍နားထောင်ရင်းမြို့သွားနေလို့တော်အကြောင်းမသိတော်ဘူးမှတ်တယ်ဟုတွေးမိကဝမ်းနေသွားသည်ဖြူဖြူစင်စင်လျှော်ဖို့ချင်တာပေါ့ဤအဝိဖွင့်ရင် အကွက်အစွန်းတွေကိုဆက်ပြာနဲ့တိုက်ဖို့မှလည်းပြောက်တာဤတို့မှာဆက်ပြာဝင်နိုင်မှုနည်းနည်းသာသာတော့ညညမောင်ကြီးရဲ့ငုတ်တုတ်ထိုင်မနေရအောင်ရေနံစီကလေးပဲမင်းမွယ်ဖြစ်လို့ဝယ်ပြီးချွေတာထိုးနေရတာညှိတိတာပဲ။ လှနွယ်မှာတွေးဝင်းငင်းငိုင်လျက်ပြောမိခြင်းကိုပင်စိတ်မကောင်းဖြစ်သွား၏ဘဝကပြီးတော့အချိန်အနည်းအတိုင်းဖြစ်ကြပုံကိုသဘောပေါက်ကလေးလံစွာတက်ပြင်းချလိုက်သည်ညီတို့မျိုးလိုမဟုတ်ဘူးတော့တို့ဆင်းရဲသားတွေကစားဖို့တောက်ဖို့အနိုင်နိုင်ဆက်ပြာဆိုတာပတ်စံပိုမှရှံမှဝယ်ရတာဒီအတိုင်းရေနဲ့စောင့်ညှဉ်လှမ်းရတော့ဘယ်စင်မလဲအေး လှနွယ်သည်ထမိန်နှင့်အင်ညီကောက်ကို အထုပ်ပေါ်သို့လှမ်းတင်ကစိန်လိုင်ဘူကကောင်းလာ၏ဟိုစကားလွဲပြောင်းပြောလိုက်သည်မနှစ်ကကြောက်တန်းမှာကသွားတယ်ကောင်းတာပဲဖြာကားကရောဘလောက်တယ်လဲ၏ဟိုလှနွယ်ကဆက်မေးလိုက်သည်ကျူထရန်ဖြာတကြက်ငါးမူတဲ့လူနှစ်ယောက်ပဲထိုင်နိုင်တယ်တော့ရှည်ဆုံးကဖြာတွေကတစ်ချက်တစ်ကြက်တဲ့ တကြက်ဆိုတာများလာကြည်လားဘယ်သူကြည့်နိုင်ပါလဲတခါတလေမှကြည့်ရတာကြည့်ကြတာပါပဲတော့မရှိရှိတာကြောက်တိုင်းအပေါင်ဆိုင်မှာသွားပောင်ပြီးတော့ကြည့်ကြတာပဲညီချံကုံမှာပွဲမကြည့်ဘူးလားပွဲတော့မကြည့်ခဲ့ရဘူးဘိုင်းစကုတ်တော့အမပြလို့သာကြည့်တယ်အင်္ဂလိပ်ကလည်းတခါကြည့်ရတယ်ဘိုင်းစကုတ်မကြိုက်ပါဘူးအေးစာမမတက်တာငါတော့ပွဲပဲကြိုက်တယ်ညီပြန်လာတာတော့ပဲတော့ စပားရိပ်ပြီးစားကမျောမလို့ဟာမမျောဖြစ်ဘူး။လှရွယ်သည်ခေါင်းကိုတဆတ်ဆတ်ညှိငါပြုံးလျက်ရှင်ဦးပကုတ်ကိုတော်ကြီးကငါပြန်ကိုစောင့်နေတာလားဧ။ဟိုရွှွနောက်၍ရန်နေလေသည်။ဒုဆက်ပိုင်းမှာဖောင်လာကက်လို့ရွာရှိကကန်နာចောင်းဆောင်ဆောက်ပြီးပြင်ထားတာ။ဘယ်လောက်ကြာပြီလဲဧ။ပြန်မျောဖို့ကိုမိနေကြတယ်။လေသမားတွေကြွေးထူပြီးအလို့အကင်တွေကနေရာမကျ ဖြားကြနာကြတော့မှပြန်မျောဖို့တတိယကြတာတော့မြတင်ရှန်သားအင်ကြီးအဝါပွင့်၄မိနစ်လုံးကြီးအစိမ့်စင်းဝှက်ထား၍စောစောကနေမတူပဲရုံတမျိုးပြောင်းနေလေ၏အသားသာညင်မဲမနေလျင်ရုံမဆိုးလားဟုထင်မိသည်ဖောင်မမျောခင်မနေစောစောမဝင်းကားဆုံးကတ်မဲလူတွေလည်းကြွေးလိမ့်မယ်ဖောင်ကြီးလှုပ်ထားတာအေယာမအကြီးကြီးပဲတော့ မြင်းမြင်းရှက်ရှက်အာရပါရကြီးပြောပြနေတော့ပွဲခန္ဓာမျက်ပါမလားဧဟိုလှຫນွေကဖြတ်မေးလိုက်သည် ပွဲငှားကပေးရအောင်မဲကျူထရန်ဖြာတွေဝယ်ရအောင်မဲလှူဖို့ကြံပါမလားရှင်ဦးပကုတ်ရေမျောဖို့ဆိုပြီးရွာထဲမှာငွေခွဲလိုက်ရင်ပြည့်ရောဧဟိုဆက်ပြောနေသည် မရဘူးမကြီးရဲ့အဲ့ဒီလိုပတ်စံလိုက်ောက်ရင်ဖောင်လို့ဖို့ဝါဖို့တောင်ရမှာမဟုတ်ဘူး ပွင့်ဆိုတော့မတမျောဘူးတော့လှနွယ်သည်မြတည်နှင့်စပိုင်းသို့ပွဲကြည့်လိုက်ခဲလေသည်တဲမှမထွက်ခင်မိုးလင်းအောင်မကြည့်နဲ့မထွေးတော့နဲ့ပြန်ခဲ့အမေကမှားလိုက်သည်စပိုင်းနှင့်ကမာကလေးကြားတွင်ကွင်းမြေထဲ၌ဇက်စင်ကြီးထိုးထားသည်ပွဲကင်းထဲတွင်နေမဝင်ခင်လူများရောက်လာကြသည် ဇက်စင်ကြီးကိုနန်းတော်မြို့ရိုးပုံစီးချဲထားသော ကလကာအနီကြီးဆင်ထား၍အဝေးကပင်ထင်းနေသည်ဇက်စင်ဘေးမှ ဖြက်လျက်မြသည်တို့တဲသူလျှောက်လာကြရာ ပွဲကင်းထဲမှကျူထရန်ဖြာပေါ်တွင်ထိုင်နေကြသောမန်းမျိုးနှင့်မဝါတို့ကလှမ်းဩခေါ်ကြသည်ထမင်းစားအောင်မေမှောင်မလာမေဖြာဝယ်ပြီးပြီး မြားတင်သည် နားဥသွောင်းအောင်ပင်လှိုင်း၍ပြန်អော်ခဲ့သည်အတကုံဟိ၍ပြောကြခြင်းကိုကျင်လိုက်တာဟုမြားတင်တို့အားစိတ်แท้ကအပြစ်တင်မိသည်မြားတင်တို့အိမ်သားများမှာပွဲစည်းထွက်ရောက်ကြ၍တဲတွင်မြားတင်အဘသာကြံရဲခဲ့သည်ထမင်းခိုးရန်မိမိုတဲသို့မြတင်ဝင်သွား၍လှနွယ်မှာမြတင်အပါနှင့်ထိုင်စကားပြောနေသည် အဘကမျိုးအချောင်းကိုရှောင်မီးနေ၍ဖောက်တယ်ချနေကైလူတယောက်ရောက်လာသည်ကိုမတိမမြင်လိုက်ပြီ။ဘာကြီးဖောင်မှာအဘဆောင်နေတယ်။တန်ရိုက်ဖို့လာခဲ့ပါတဲ့။ဟွအနွယ်သည်တုံ၍သွားလေ၏။ကြောကိုအချခံလိုက်ရသည်အလားခေါင်းမှာခြာလေလေ၍သွားလေ၏။လာနေဤနောက်တွင် မောင်သိန်းမှာတဲရှိကဲလာထောက်ထားသောဝါတိုင်ကိုမိကရန်နေသည် လာမလို့ပဲဟေမြတေမလာသေးလို့စောင့်နေတာ မောင်တုတ်ရောက်နေပလားလာထကွယ်မောင်သိန်းထိုင်လေးလှွန်ွေမှာအဘာထသွား၍ဤနေရာတွင်ထိုင်နေရကောင်းလို့မကောင်းဖြစ်နေတော့မင်းမောင်သိန်းမှာတဲပေါ်သို့တက်၍ထိုင်နေ၏မြတေနင်တို့စားနှင့်ငါမစားတော့ဘူးဟိုအဘသည်ပျော်ပျော်ဆိုဆိုတဲပေါ်သို့တက်၍ထိုင်လေ၏ များတင်သည်မီးပိုပေါင်းမှထက်၍ကိုမောင်သိန်းလာဟုနှုတ်ဆက်ခါလှຫນွေကိုမေးထိုးကမျက်စီတစ်ဖက်မိပြရင်မီးပိုတဲ့သူပြန်ဝင်သွားလေလှຫນွေသည် အပေါက်ကိုနောက်ခိုင်းထိုင်နေရမှ ကိုကိုလှဲ့၍တဲကပြင်ဖနှက်ချွတ်တွင်ခြေထောင်များကိုချလိုက်ကထထသွားတော့မိဟန်ပြူလိုက်ပြီးလျင်လှຫນွေနေပါဦး ဟူမောင်သိန်းကအတန်တုံတုံနှင့်ပြောနေ၍အตาကိုအရှင်တက်ခါနေလာရ၏ငါ့ကိုမုန်းနေသလားငါ့ကိုစိတ်ဆိုးနေသလားမောင်သိန်းသည်စိတ်ထဲရှိသမျှကိုစကားဖြင့်မထွက်နိုင်ရတော့ကလေးလံစွာအသက်ယူလိုက်ပြီးလျင်ဖနန်းချွတ်ကဝါကင်းကို ငုံကြည့်နေ၏လှနှွေလှနှွေကမျက်နှချင်းမဆိုင်လှဲ့မကြီး အခဲမကြည်သေးသလိုအောက်တိုးတိုးမျက်နှာမူရာနှင့်လမ်းကိုသာကြည်နေလေ။မောင်သိဤမျက်နှာမှာသွေးဆုပ်သလို ဖြူရော်ရော်ရှိနေပြီးလျင် ဝေဒနာတစ်ခုခံစားရသည့်အလားမျက်လုံးများကို မချီးမဆန့်ပြူးကျဲစွာဖွင့်လျက်လှနှွယ်ကိုမော့ကြည့်ကတီးတိုးလှမ်းခေါ်လိုက်ခြင်းဖြစ်လျာလှနှွယ်ကမထူးသဖြင့်မောင်သိမှာခေါင်းငုံသွားလေသည်။ ဝင်းအန်ဆဲဆဲရှိသောနေသည် အုံးမင်အဆွဲမှနေ၍တဲတဲသို့လှမ်းကြည့်နေလေ၏လမ်းပေါ်၌ပွဲသောပရိသတ်များမှ အဆက်မပြတ်ဥဒဟိုသွားလာနေကြသည်ခြေထောက်များနှင့်မဆောင်သာ၍တင့်ရွယ်တကိုင်းချောင်များမှတစ်ဖြက်ဖြက်တကြွကြွမြည်၍နေကြသည် မောင်သိန်းသည်မျက်လွာချရင်းဒူးပေါ်တွင်လက်တင်ကလက်တစ်ဖက်ကိုတခြားတစ်ဖက်ဖြင့်လဝါချင်းထပ်ပို့၍နေလေ၏မြတ်သည်မှာတဲထရန်နှင့်꿰၍အပြင်ကအတန်များကိုတရိတ်တိတ်ခုံသောရေနှင့်နားဆွင်လျက်ရှိသည် ခေါင်းကြီးငုံကလဝါချင်းပွနေသော မောင်သိန်းကို သူမမြင်အောင်အလစ်ခိုးကြည့်လိုက်ရာနီရဲသောမျက်နာကြီးကိုမြင်ရသဖြင့်လှနွယ်၏ရင်ထဲတွင်နှလုံးအခုံအနှဲငယ်တက်တာ၍နေ၏။ငါ့ကိုမုန်းသလား။ဤတစ်ချိန်တွင် မောင်သိန်းသည် မျက်နာကိုမဖော်ဘဲတူတူတုတ်တုတ်ပင်မေးလေ၏။လှနွယ်သည်အယုတ်လိုပင်မလုံးမရှက်ငြိမ်နေလိုက်သည်။ မောင်သိန်းမှာရှက်ရှက်နှင့်ငုံလျက်တစ်ချိန်နဲ့တစ်ချိန်ရင်ထဲတွင်အောင်လာလေ၏လော်ဝါနှစ်ဖက်ကိုဖော့ဖော့ဖြည်းဖြည်းပုတ်နေရမှာနောက်ဆုံးတွင်အတင်းဖိ၍အတန်ထွက်လာအောင်နင်းပူပြီးနောက်ရုတ်တရက်ပြုံးငနေထား၍မတ်တဲရက်လိုက်လျက်တဲပေါ်မှလေးကန်စွာဆင်းသွားလေ၏ ။လှန်ရွေဤမထုံတတိနေခြင်းမှုသည် ထိုကနာ၌အလိုလိုငုတ်ွယ်သွားလျက်၎င်း၏နေရာတွင်ကြောင်ချောက်ချောက်မှုသည်ရုတ်တရက်ခုံဝင်လိုက်လေ၏။အလွန်အေးမြလှသောယင်ကို လောင်းချလိုက်သည့်အလားလှန်ရွေဤတကူလုံးမှာအေးကနေဖြစ်သွားလေ၏။ဒီမှာကိုမောင်သိန်း လှနွယ်သည် မျက်စီများပါဝေလျက်မောင်သိန်းစီတို့မိမိလက်ကိုစမ်းထုတ်လိုက်ပြီးခေါ်လိုက်လေသည် မောင်သိန်းသည်လှနွယ်ကိုတေချာစွာလှည့်၍ကြည်နေလေ၏အနီးတို့ပို၍ကတ်သွားအောင်တဖြည်းဖြည်းတိုးသွားလေ၏ ထိုနောက်လှနှွယ်နှင့်တဲ့တဲ့ရက်လျက်ဝါးလုံးကိုလက်နှင့်အလှမ်းကင်ကပြုံးကြည့်လိုက်တော့မောင်သိန်းဤမျက်နာများမှာလက်၍နေလေသည် မောင်သိန်းကို ပြန်၍ပြုံးလိုက်တော့လှနှွယ်ဤမျက်လုံးများမှာလည်းတောက်ပါ၍နေလေ၏ နှစ်ဦးစလုံး၏မျက်လုံးရောင်ချိန်သည်ဟတ်ကြသဖြင့်လင်းငနဲလက်ကနဲပြိုပြိုပြပြဖြစ်သွားကြလေရာမောင်သိန်းမှာပူပူထူထူကြီးဖြင့်ဖိမ့်မိန်တုံသွားပြီးနောက်အာအရာကြီးရာလျက်အကျေနကြီးကျေနခါပြုံးရယ်ပြီးဘာမပြောညာမပြောခြာကနဲလှဲ၍လမ်းပေါ်သို့ပြေးထွက်သွားလေသည် လေခွင်းနေ၌ပမာကြီးကိုဘေထီဘေထီဒီကလူခေါ်နေသောဆိုင်းတံမှာနှလုံးခုံလောက်အားလေဟာတဲတွင် ပြန့်နှံ့မြည်လျက်ရှိလေသည်လာမှာထိန်ထိန်လင်းအောင်တာလာလေသည်ကစင်းရိုတလျှောက်ရွာနီးချောင်းဆက်ကပွဲကြည်လာကြသောလူများကတတိတရံကြီးဖွေးနေလေသည် ပွဲတဲ့နိုင် လူတွေစုယုံပြုတ်သိမ့်ကြခဲလျက်ထွက်စီရလမ်းမေမရှိအောင်ပိတ်ထိုင်နေကြ၏ဇက်ခုံပေါ်ရှိအောင်လင်းတံမီးရောင်တို့မှာတောက်ပထိန်လင်းကဇက်ခုံကိုဖော်ကြွားလျက်ရှိကြ၏ပွဲကြီးပြိတ္တကြီးဘေးတွင်ဟွေးများစု၍ရပ်ထားကြ၏လူတွေတိုးဝေးလျက်ရုံ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 ဖြစ်နေတော်လဲဈေးဆိုင်များမှာအချို့လဲရေနံစီမီးတိုင်နှင့် စားမိဝဲမိသူနေပါလျက်ငုတ်တုတ်ထိုင်နေကြရ၏ပွဲလာကာလာသားများသည် လွန်ဆွဲတံပြီးထုံနာသောလက်ဖက်ရည်ဆိုင်တွင်ထိုင်ကာစက်ကူပန်းနေအုပ်ဝေးနေအိုင်ထိုးပန်၍တနခါပဲကြားလူလာသည် ပွဲလာအပြူများကို ရှူစားနေကြ၏ဆိုင်းနံမှာညံလာလေပြီး ပွဲထွက်တော်မည်ဟု ပွဲထဲသို့တိုးဝေဝင်လာကြသောလူတံများဖြင့်အုံ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 ကြွက်စီကြွက်စီဖြစ်နေကြလေသည်မကြမီအပြူတော်ထွက်လာလေမိကိုရေနှင့်ဖျန်းတကဲ့သို့ပရိသတ်မှငြိမ်သက်စာပြူလာလေသည်လှနှွယ်နှင့်မြတ်တင်မှတယောက်ကိုတယောက်တစိတ်တည်းစိတ်နေကြလေ၏ ဇက်ခုံမီကစင်းပေါ်၌ရက်ခါလက်ကင်ဘဝအဖြူကောင်းစည်းလျက်လူယောင်တပြပြလုံနေသောမောင်သိန်းကိုလှမ်းကြည့်နေကြကတယောက်နဲ့တယောက်လက်ကုပ်ရင်းစိတ်နေကြသည်လှွန်ွယ်မှာတလက်လက်ဖြစ်နေကကြည်နူးပျော်မြူး၍နေသည်ဇက်ခုံမော်ကအပြူတော်ကနေဒီကိုဒီလောက်မကြည့်လာပဲမောင်သိန်းကိုသာခဏခဏလှမ်းကြည့်မိလေသည် အပြိုတော်ဝင်သွားပြီးနောက်လူဘိုင်းစကုပ်ထွက်နေလေသည်လှနွယ်သည်မောင်သိန်းရှိသည့်နေရာသို့လမ်းကြည့်တွင်မောင်သိန်းကိုမတွေ့ရ၍မသက်မသာဖိုသွားမိသည်လှနွယ်ဤမျက်လုံးများသည်မောင်သိန်းကိုရှာလျက်ပွဲကြည့်နေသည် အတန်ကြာလျင်လာဟိထိုင် ဟုဒေါ်ထွေးတန်ကြား၍လဲကြည့်ကြရာ မောင်သိန်းသည်လှွယ်ဤရင်ထဲသို့ချမ်းမြေခြင်းကိုတုံလောင်လိုက်သည်မိမိအားလာ၍လက်ကုပ်တော်မြတ်တင်အားနာနာပြန်ဆိတ်လိုက်ပြီးလျင်အတာအင်ဒရီရရ ပွဲကြည့်နေသည် မောင်သိန်းသည်နောက်ကအတန်ပေးလျက်ဒေါ်ထွေးနှင့်စကားပြောနေ၏ရဲစရာရှိလျင်နင်းကံပြီးရှယ်နေလေသည် ဇက်ခုံဘောကမင်းသားအတန်မှာဒီလောက်မဖမ်းလာပဲမောင်သိန်းရေတန်ပြောတန်များသာတာယာကြည်နူးပဲရတဲခိုက်အောင်ညှီထီလျက်ရှိသည်လာသည်တပြေးပြေးမြင့်တက်လျက်ပြည့်ပြည့်လင်းလင်းတာ၍နေ၏တိမ်သားများကင်းရှင်းသောကောင်းငင်ကြီးသည် ပြာမှား၍နေလေသည် ခဝေးဝေးတော်နေသည်၎င်းရန်ကြက်တော်သည်တဲ့တဲ့မြသာကြာနိုင်ပြီသည် မင်းသားမင်းသမီးနှစ်ပါးသွားကန်းကို ကြည်နေကြသည့်ပရိသတ်သည်မင်းသားကမင်းသမီးကိုလက်ဆွဲလိုက်၍သဘောတွေ့လျင်ရွှေကလေးရွှေကလေးလက်ခံမှုန့်လိုက်ကြသည်နှစ်ပါးသွားပြီးသောအခါဒေါ်ထွေးနှင့်လှနွယ်တို့ထပြန်ကြ၍မောင်သိန်းကလိုက်ပို့လေသည် လာတာတာစက်ပိုင်းမှာကမာကလဲသူရှောက်ပြန်လာခဲ့ရာ တလန်လုံးမောင်းသိန်းမှာပွဲမကောင်းကြောင်းမင်းသားမင်းသမီးခိုးကြောင်းတွေကို တဖောင်ဖောင်ပျော်လိုက်လာသည်လှနွယ်မှာငြိမ်နေလေသည်ချစ်သူနှင့်ယခုလိုလာတာတာအတူတူရှောက်ပြန်လာခြင်းပင်စကားမပြောနိုင်အောင် တမျိုးတမျိုးကြီးဖြစ်၍နေသည် လေသည်အေးအေးငြင်းငြင်းတိုက်ခိုက်၍နေလေသည် ပွဲထဲတွင်လူတွေနှင့်ရောထိုင်နေရသဖြင့်ညီးစီစီကြီးဖြစ်နေရာရခိုးမှကြည်လင်လန်းဆန်းလာသည်တဲလေးရှိသူရောက်လျင်ဒေါ်ထွေးက မလန်းမကန်းရှိလရံအောက်တွင်ဝိ၍နေသောလှလွယ်ဤတဲကလေးကိုလှမ်း၍ကြည့်လိုက်ပြီးကဲအေးငါမလိုက်တော့ဘူးလှလွယ်မောင်သိန်းနဲ့ပဲသွားတော့ ဟိုဆူလိုက်ခါလှည့်ဝင်သွားသည်ရွာထဲ၌ဘာသည်မျှမကြားရခြင်းကမာကလေးမှာအိမ်မောကြနေပေ၏ရွာလမ်းပေါ်၌ဖြတ်တန်းသွားလာသူများပင်မရှိကြလေတိုက်သည်ဖြင့်တိရွယ်များပင်လှုပ်တန်းရှိသည်ကျင်းနူးတာယာဝဲကောင်းသောလရောင်သည်အပေါ်တဲ့မှထိုးလျက်ရှည်သည်လရောင်သည်တာဒီထဲတာလာလေသည် ဘဲတိန်ကိုဘဲတိန်ငွေမှလာဤမျက်နာကို ဖြတ်ကျော်မှသွားထိန်ထိန်သာလင်းနေပေသည်လာရောင်ထဲတွင်လှနှွယ်သည်မိမိနှင့်ပခုံးချင်းတိုက်မတက်ကတ်လျှောက်လာသောမောင်သိန်းဤကိုမှအနံ့အသက်ကိုရှူရှိုက်ခံစားရသည်နှစ်ယောက်ထဲလာရတော့မှနှစ်ယောက်ထဲဖြစ်ချင်းကိုရင်ဖိုမိသည်လှနှွယ်သည်ခတ်တုတ်တုတ်လျှောက်လေသည် တိတ်ဆိတ်၍နေသည် ဘယ်သူမျှစကားမပြောကြပြောလဲမပြောနိုင် မောင်သိန်းဤလေးပြင်းထန်သောအသက်ရှူသံထွက်နေလေသည်တဲနာရောက်လျင်နေပါအောင်ဟာဖြည်းဖြည်းသွားပါဟိုမောင်သိန်းကဆူလိုက်သည်ဖြင့်လှຫນွေမှာတကူလုံးတုံ၍သွားလေသည်လှຫນွေသည်ရင်းထဲတွင်တဆတ်ဆတ်ခုံလျက်ဖြည်းဖြည်းလျှောက်လာသည် တဲဝါတို့ရောက်လျင်လှနွယ်ကရှေးကဝင်၍မောင်သိန်းကနောက်မှကပ်ဝင်လာသည်ငါပြောပင်မာလကာပင်နားသို့ရောက်သောအခါလှနွယ်ဟုတိုးတိုးကလေးကပ်၍ခေါ်လိုက်သောမောင်သိန်း၏အတန်ထွက်လာ၍တကူလုံးစိန်သွားကရန်လိုက်မိသည်ငါ့ကိုကြိုက်တယ်နော် လှအွယ်မှာဘာပြန်ပြောရမှန်းမသိပဲလဲချောင်းတွင် တစ်ဆုလျက်နေဝင်သွားသလိုတကူလုံးတဆက်ဆက်တုံနေတော့နောက်မှတအားဖက်လာ၍အမေဟုပါဇက်မှထွက်သွားလေသည်ဟဲ့ဘသူတော့ဒီအတန်းမှာတဲတွင်းကပြန်អော်လိုက်တော့ဒေါ်တဲမြည်အတန်းဖြစ်ပေတည်းစိုးရိမ်မအေးဖြစ်ခင်ရသောနေများမှာ တလာနီနီ ကြာလာလေ။လှနွယ်သည်ကြားတဲ့ចောင်းသို့တနေ့တစ်ခေါက်မမှန်ကြီး သွားနေလေသည်။ရွာရောက်စာစောစောကဆိုလျင်ဂနေ့နဲ့ပြန်ပြီးဟန်ကြတော့မီအခွင်ကောင်းခါကောင်းကြီးတစ်ခုနဲ့ကြုံတွေ့ရမည်အလားမျော်လင့်ချက်ကြီးစွာထားခဲ့မိသည်။ ထိုမျော်လင့်ချက်ကြီးမှာတနေ့ထက်တနေ့မရေမယာမသေးချာ၍စိုးရိမ်ပူပန်နေရကစိတ်မအေးလက်မအေးတထင်ထင်နေဖြစ်ခဲ့၏ရခိုတော်ကထိုမျော်လင့်ချက်ကိုမိမိဆုံရှုံသွားရပေပြီတကားလှွန်ရသည်ဖုံးကြီးရှိတွင်ဒူးတုံငုံရှိုး၍ချွေးပြန်လာကချွေးသည်ချွေးပေါင်များထွက်လာလေ၏ လေချောင်းထဲတွင်၆ကတ်လေးရဲ့တရှိန်ရှိန်ပူလာလေသည်ရင်းမှကြက်ပိတ်ဆိုးသိမ်သွားလေသည်လှနွယ်သည်မှုံမိုင်းနေသောမျက်လုံးများဖြင့်ဖုံးကြီး၏မျက်နှာကို မော်ဖိုးလိုက်သည်တပည့်တော်မှကုသိုလ်ပေါ်ဖျားဟိုနောက်ဆုံးတင်လျှောက်လိုက်ရင်မျက်နာမှာတုံတုံရင်ရင်ကြီးဖြစ်လာ၏ လှလွယ်သည် သူ့မျက်နာကိုသူပြပြသည်လဲအိန္ဒြေပြန်၍ဆယ်လေ၏ထိုသို့ဆယ်ရင်းကပင်ကြီးမားသောမျက်ရည်ပေါက်ကြီးများသည်ပားပြင်ထက်သို့တပေါက်ပြီးတပေါက်ကြာဆင်းလာကြလေ၏ပါပေါ်တွင်မျက်ရည်အတွေ့အတွေ့စီးကြနေသောမျက်နှာကိုမြင်ရ၍ဖုံးကြီးမှတက်ပြင်းကြီးချလိုက်ကခေါင်းရှုံသွားသောအမူအရာဖြင့်လှနေကို တွေ့ကြည့်နေလေ၏ ထိုနောက်ခေါင်းကိုလေးလေးကြီးခါလျက်ဒီလိုပဲလောဘကြီးကအစင်မပြေဘူးဟဲ့ကိုကြံစီလျက်နဲ့ပြက်ချင်လဲပြက်တာပဲကိုမကြံစီပဲနဲ့ဖြစ်ချင်လဲဖြစ်တတ်တာပဲဒါကြောင့်ဖျားကိုတော်မြတ်ကစိန်တိတံပတ်တိဝိသိတ်တိအစိန်တိတံပိဘာဝိသိတ်တိလို့ဟောတော်မူတာပေါ့ လှွန်ွေကဖုန်ကြီးပြောဟောနေသည်များကိုကြားဟန်မတူပေ။တုံမျက်နာမှာပုံမူဖြော့တော်လာလျက်မျက်ရည်တလိန်လိန်ယိုစီးနေသည့်မျက်လုံးများမှာ မပွင့်တပွင့်ဖြစ်နေလေ။ငါလဲပြောတာပဲဟဲ့။ဘယ်လိုပဲအစိုးရကတီးတောက်ခါနှုံလဲခွန်တော်နှစ်ဆထားပေမဲ့အများပေးကြသလိုသူတို့လည်းပေးပါလိမ့်မယ်လို့ပြောခိုင်းတာကပဲ။ချပီးကုန်ပြီဆိုတော့ အခက်သားကလားဒီပြင်လဲဘယ်မှာခံလို့မရတာနင်းလဲသိတဲ့အတိုင်းပဲဖုံးတော်ကြီးမှာဖြေဆင်၍ရလီအောင်တရားချကဖြောင်းပြတော်လဲဖြေပြောက်ပုံမတွေ့ရ၍စိတ်ညင်ကြီးလာသည်နှင့်နောက်ဆုံး၌လေးလေးစေးစေးကြီးညင်ညူ၍ချလိုက်လေ၏လှလွယ်သည်ကြောင်းဝင်းထဲမှထွက်ခဲ့ကလှဲပေါ်သို့ဖြေးလေးစွာထိုင်ချလိုက်၏ အင်အားဟုသမျှချိနဲ့နှုံးခွေ၍သွားကဟာလာဟင်းလင်းကြီးဖြစ်၍သွားလေသည်ဥသူတော်သည်စုတ်တက်လျက်နှွားများကိုကျိန်လုံးနှင့်တို့၍ကျိုးကိုဆွဲလိုက်လှဲဘိန်းပေါ်ရှိလဲအိမ်မှဂျိုးဂျိုးချောင်းချောင်းအတံများမြည်ထွက်၍လှဲထွက်လာသည်နှင့်ပင်ဘဲ့နယ်လဲဟု မေးကြည့်လိုက်လေသည်လှဲနောက်မှအတံမကြားရ၍ဟာမဟန်ခဲ့ဘူးလား ဟိုလှဲ့ကြည့်ပြောပြန်သည်လှလွယ်သည်တခုံးမြအပြတ်မပြောနိုင်ပဲငြိမ်မြဲငြိမ်နေကနှုတ်ဆိတ်နေ၍ဥသူတော်သည် အဖြေကိုမပြောဘဲနှင့်တိသွားသည်ဟန်ဒီနှစ်မရလဲနောက်နှစ်ပေါ်ဟဲဟူနှစ်သိမ့်လိုက်လေဤလှဲမှာနေချိုချိုတွင်တအီအီသွားနေလေသည် လဲွယ်များကိုတကွယ်ပြီးတကွယ်ဖြတ်၍မောင်းလာလေးရာလှလွယ်သည်လဲွယ်များကိုကြည့်၍အတန်မထွက်ဖဲမြည့်ရီများတွန်ချနေလေသည် တကူလုံးမှအေးဆက်လျက်စိတ်မချမ်းသာကြီး ဖြည့်၍နေလေ၏ဥသူတော်မှာလှနယ်အတွက်စိတ်ထိခိုက်နေဟန်ဖြင့်နှွားများကိုပင်အတန်မပြူတော့ဘဲခက်မစိမောင်းနေလေသည် လနွယ်သည်လမ်းပေးရှိလဲယာမြေခွန်းများကို မကြည့်ခြင်းမမြင်ခြင်းတော့ပြီးတကယ်သူမျက်နာလွဲကမျက်စိနှင့်တဲ့နေသောကြက်တက်ရွာကြီးကိုစိုက်၍ကြည်နေလိုက်လေသည်အဝေးရှိမြက်ပေများထူဆိုင်နေသောကုန်းမြင့်ကြီးပေါ်၌တီရှိနေသည်ဖလေးဖျားကြီးမှာပြာလေသောမိုးတိမ်အောက်တွင်တပ်ပဲစွာ ဖြူဖေး၍နေ၏ စေတီတော်ဤထီတော်နှင့်ငှက်ပြောဘူးဖောင်းရည်ကြာမောက်ကြာလန်တို့တွင် ရွှေရောင်များဝင်းပ၍နေရောင်နှင့်ပနံရနေလေသည်စကားပြူစကားစိမ့်ပင်ကြီးများသည်ဖျားကုန်းတော်ပေါ်တွင်အုပ်ဝေးလျက်ရှိလေ၏ လှနွယ်သည် ဝမ်းမန်းတနေဖြင့်ဖျားကြီးကိုငေးမျောကကြည့်နေရင်နှစ်ဖူးပေါ်တွင် လက်အုံမိုးကဥတည်၍အတန်မထွက်ဘဲနှုတ်ခမ်းများတလုံးလုံးနှင့်ရှိကြသည်မိုးတွင်ကောက်ဆိုင်အောင်မလားလှနွယ်သည်လေအချောင်းကိုအတော်မတန်စင်းသားကစိတ်စိတ်ထိုင်းနေရမှရှေးသို့တိုး၍မတက်တော့ဘဲဖြုံကနေတန်၍ရှက်လိုက်၏ မဆိုင်ပါဘူးဦးတို့တော်ရဲ့ဘာဖြစ်လို့လဲဟာကို့လေကိုလုံးနိုင်တော့မှာပဲကောက်ဆိုင်တော်မင်းနို့မို့ရင်ကျမဘယ်တော့မှကောက်မဆိုင်ဘူးဖះကိုရှစ်ခိုးထားတယ်လှနွယ်သည်ဒေါ်နေမန်နေပြန်ပြောလိုက်ကမိမိစကားတွင်မိမိစိတ်ချလက်ချရှိပုံဖြင့်ဖះစီတို့လှန်ကြည့်လိုက်လေသည်မိုးရင်းကောက်မဆိုင်ရင်ဘာလုပ်မလဲ ဥသူတော်သည် ကပိုင်ထဲမှဆေးပြင်းလေးကိုထုတ်၍ကိုက်ဖြန့်လိုက်ခါပဇောင်းတွင်ကုန်လျက်တရွေးကိုပြစ်ခနဲလန်ထွေလိုက်လေသည်လာရောက်နာဆင်အာပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။